ကျေးဇူးပါငါချယ်ရီကတမီရောအရန်စားကျင်နေရဟာငါလေနင်လိုအပ်တဲ့အချိန်တိုင်းနင်ရရှိနေမှာနော်နော်ဘာပဲပြောလေငါမှနင်လိုမျိုးတငယ်ချင်းကောင်းရှိရအရန်ကန်ကောင်းတာပဲ အဒီအချက်ဆုံးသူရဲ့ထုတ်ပတိဆိုတဲ့စကားလေးကတော့နန်ကြာတိုင်းဝတ္ထုပေါ့နော်ဆရာဦးသက်လွန်ကနေပြီးရိုက်ထားတာပါအမဒီဘုမာဒါမုံရဲ့ဟာစကားတွေမလွတ်ဖြစ်တာအကြာကြီးရဲ့မှာဟိုပြင်ပြီးတော့ခန့်ပတ်လာတဲ့ကားလေးပေါ့နော်ဟုတ်ဒီစကားရိုက်ဖို့ကလန်းမခံရခင်ကလေးကမုံကဒီဝတ္ထုရဲ့ fan ပေါ့နော်အဲ့ခါကျတော့ဟိုဒီဒီစောက်ကိုဖတ်ပြီးတော့စောက်ကဟို တိတိပပလေးပဲဒါပေမဲ့ဟိုစာဖတ်တဲ့ပေးသက်ရဲ့ရင်ကိုအရန်ကိုဟိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကိုင်းလုံးနိုင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝတ္ထုကိုကိုကရရမဲလို့သိရတဲ့အချိန်မှာအရန်အံ့ဩပါဟေးဟုတ်လားအဲ့ဝတ္ထုအရန်ကြိုက်တာပေါ့အဲ့အဲ့လိုမျိုးနဲ့စပြီးတော့ဟိုနောက်တစ်ချိန်ဒီဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာတော့မတူတော့ဘူးကိုတာဝန်ယူရမဲ့ဆက်ကောင်ကိုရိုက်ကူးရမဲ့ဇက်ဝင်ခန်းတွေအတွက်တေးချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ပြင်ဆင်ခဲ့ရတာပေါ့ အာဒီဇာတ်ကားမှာမောင်ကနိုဝင်ဘာနေရနေပြီးတော့တရုပ်ဆောင်ထားတာပါအာစေးချောင်းသူလေးပေါ့ဒီနေတောင်ကြီးစိတ်တက်ကောင်စေးချောင်းသူလေးနေရနေတရုပ်ဆောင်ထားတာဒါကတော့အကုန်လုံးကတော့ဇက်ကောင်အရာပေါ့နော်ဟိုဒီဇက်ကြီးကိုတရုပ်ပေါ်သွားအောင်ပေးတဲ့တည်းရလဲဒီဟိုဘယ်လိုမလဲကာရက်တာတစ်ခုချင်းတစ်ခုချင်းတိကိုတိတိချာချာလေးခန်းစားနိုင်အောင်လို့ပို့ပြီးတော့ထိထိမိမိလေးဖြစ်သွားအောင်ပေါ့အဲ့လိုတရုပ်ဆောင်ရတဲ့အပိုင်းလေးတော့ရှိရပါတော့နော်ဒါပေမဲ့အာဟို ဇက်ကောင်ရတေးဥဆောင်ရတာပါလို့မမုန်းပါနဲ့ပြီးတဲ့တရှိကိုပြန်လာတဲ့ကမှပြီးတဲ့တွေမချစ်မှာတော့စိတ်ကူးမိပါရဲ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်တီကောင်းတီဖြစ်စေဆိုးတီဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာနင်းသမီးပန်းနုသေးလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပုံမှာတက်စာရှိသွားနေပြုဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကအာဂျင်းနယ်လက်ထံကိုပြောလိုက်တာပါအဓိကကတော့ဘယ်လိုပြောရမလဲဟို ကိုနဲ့ကိုက်နေတဲ့ဇကားတွေလည်းကန်းလန်းတဲ့သူတွေကမကန်းလန်းလာဘူးပြီးတော့ဟိုကန်းလန်းတဲ့ဇကားတွေမှာလည်းကိုကရိုက်ဖို့အတွက် ဟိုစဉ်းစားရတာတွေအများကြီးရှိတယ်။ဘာလို့လဲဆိုတော့ကိုက22နှစ်23နှစ်လောက်ဒီလိုမျိုး league grow နေရနေပြီးတော့ရိုက်ထားတယ်။အဲ့လိုအချိန်မှာအများကြီးစဉ်းစားရတယ်ပေါ့နော်။ဟိုငါဘလူးကားရိုက်များများလေးရိုက်လိုက်ချင်တာလား။ဒါမှမဟုတ်ငါဘလူးပဲရိုက်ရိုက်ဟိုငါရဲ့တန်းလေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှာလား။ဟိုအဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်ပေးသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်။မီဒီယာရှိမှလည်းမပေါ်လာနိုင်ဘူး။အဲ့တော့ကိုပြန်လာမဲ့ဇာကားကလည်းဘလူးဇာကားမျိုးနဲ့ကိုပြန်ပေါ်လာမှလည်းအဲ့လိုမျိုးတွေလည်းစဉ်းစားရတည်ရပေါ့။ဟုတ်အဲ့ဒါကြောင့်မိုးကဒီ လလောဆယ်ပေါ့နော်ဇကာမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုဇောက်ချပြီးတော့တောက်ချောက်လုံနေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးသိရမလားဟိုဇကာကတော့ဝယ်ရှိမှာပဲပြန်လာတာအခါကျရင်အကုန်လုံးမေးဟဲ့ဘာပဲပဲရောက်နေရလဲအဓိကစီးပွားရေးအဲလှုပ်ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုကအသက်အွယ်တစ်ခုကိုရနေပြီအဲ့အွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လေဘဝရဲ့အမှတ်ခံချက်ရှိဖို့အတွက်စီးပွားရေးကလိုပဲ ဟိုကဲဟိုဘယ်ရမှမမြဲဘူးဆိုပေမဲ့လေဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းဒီမှာတော့ပြေဆုံးလုံလောက်ဖို့တော့လိုတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုအဓိကအဲဇောက်ချပြီးလုပ်နေတာပါ